ဒီနေ့ကကွန်ပျူတာလည်းတင်ဆက်လည်းပြင်အခုဒီနေ့ဆက်ပြင်ထားတဲ့ဆက်လေးကိုပြပေးမယ်အခုဒီဆက်လေးဒီဆက်လေးကိုဒါမလုပ်ထားတာလဲဆိုရင်ဒီသူ့ရဲ့ headset ပေါ့နော်ဒါအရင်က track တဲ့ဆက်တွေဆိုအကုန်လုံးဒီလို headset လေးပါတယ်ဒါ ADD လို့ခေါ်တယ်ပေါ့နော်ဒီ headset လေးကိုဘာလာချိန်တာလဲဆိုရင် SSD လေးလာချိန်တာဒီ SSD လေးချိန်တာ SP လေးနော် gig ကကြတော့256 gig လေး ချိန်ပေးထားတာပါသူ့ကို SSD ချိန်ပြီးတော့အရင်က7 computer နေမှာအခု Windows 11ကိုအတစ်တန်ထားပေးရလေတကြီးကြခုဒီဆက်လေးဆိုရင်ဒါနေညာဒါဖြုတ်ထားတာပေါ့နော်ပြန်မတက်ရသေးဘူးချက်ပြပြီနော်ဒါမနေ့ကဖြုတ်ထားတဲ့ဟာလေဒါခုဒါ2ရဲ့ CD CDDVD drive လေးကိုဖြုတ်လိုက်တယ်။ပြီးရင်သူ့ရဲ့ဒီ battery battery လေးကိုဖြုတ်မယ်ပေါ့နော်။ဟာသူ့ရဲ့ battery battery လေးပါ။အဲဒီမှာဒစ်လေးတစ်ခုဒီဒစ်လေးတစ်ခုကိုဖြုတ်ရတယ်ဒစ်လေးတစ်ခုဖြုတ်ပြီးတော့ဒီမှာဟာဒစ်ကနေပြီးတော့ဒါ SSD လေးချိန်ထားတာဒါ SSD အစ်စ်လေးဒါမနေ့ကချိန်ထားတာချိန်တဲ့ဗီဒီယိုလေးလည်းအကောင့်ထဲမှာတင်ပေးပါမယ်ရှင်ဒါချိန်ထားတာလေးပြီးတော့သူ့ကိုဒီမှာ run to channel ဆိုရင်ဒီမှာသူ့ရဲ့ slope တစ်ခုလေးရှိတည်တယ်ဒီတော့မှ slope တစ်ခုလေးရှိတယ်သူ့ကိုသွားပြီးတော့ run နောက်ထပ်စိုက်လို့ရတယ်ပေါ့ဒါလေးကကျတော့ run 4k ရှိရဲ့ဒီမှာလာပြီး slope တစ်ခုထပ်စိုက်မယ်ဆိုရင်ဒီမှာ run 8k ဖြစ်သွားမယ်ပေါ့ထပ်စိုက်လို့လည်းရတယ်ဒါဖြုတ်ထားတာလေး ဒါခိုးသူ့ကိုပြန်ဖိတ်ပြီးသွားပြီနော်အပြန်ဖိတ်ပြီးသွားပြီဆိုရင်ဒီမှာ DVD drive လေး DVD drive လေးပြန်ထည့်မယ် DVD drive လေးထည့်မယ်ပြီးတော့ဒီ battery လေး battery လေးပြန်ထည့်မယ်ဒါလေးရတော့ ਈ ဆိုရင်သူအကုန်လုံးနှက်ပြန်ချက်ပြီးနော် cầu lớn nẹp dàn dẹp bị bị đó quên đu lý phân lại nát để không dàn dẹp bị đó bị